မင်္ဂလာညနေခင်းပါရှင်စက်တမ30ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်မိထားတဲ့အထက်တင်ဆက်ပေးပါမယ်ဒီနေ့ညနေခင်းသတင်းတွေမှာတော့ဒသမ28ရက်မှာစတင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲအတွက်မဲဆင်းရင်တွေကိုဒီနေ့မှာပထမအကြိမ်အဖြစ်ကထားကြီးညာမယ်ဆိုတဲ့သတင်းအပူပိုင်းမုံတိုင်းပေါ်လိုက်လေဖီယာနဲ့ဆဲလ်အဖြစ်အာရော့သွားခဲ့ပြီးနောက်12နာရီအတွင်းလေဝေလိုင်းအဖြစ်အာရော့သွားနိုင်ကရှမ်းပြည်နယ်၊ကယားပြည်နယ်၊နေပြည်တော်၊မန္တလေးနဲ့မကွေးတိုင်းတွေကိုဆက်လက်ရွေးလျားနိုင်နေဆိုတဲ့သတင်း ဗီယက်နမ်ကယူရန်ကိုဝင်ရောက်ခဲ့တဲ့ဘွာလိုက်တိုင်ဖုန်းမုန်တိုင်းကြောင့်လူဆက်တအူသေဆုံးပြီး20ခန့်ပျောက်ဆုံးနေတဲ့တဲ့နဲ့မိမိဟာအမည်အပြာရောင်အဖွင့်ဝင်တအူလို့ချက်စင်းနဲ့ပွဲမတိုင်ခင်မော်ရီဟိုပြောကြားခဲ့တဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါပါ။အိုဆောင်တဲ့တဲ့ပုံအနေနဲ့ဒသမ28ရက်မှာကျင်းပမဲ့အထွေထွေရေကောက်ပွဲအတွက်မဲဆင်းရင်တွေကိုဒီနေ့မှာပထမအကြိမ်အနေနဲ့စတင်ကထားကြီးညာမယ်ဆိုတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ 2025ခုနှစ်ဒသမ28ရက်မှာစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအတွက်မဲဆင်းတွေကိုဒီနေ့စက်တဘာ30ရက်မှာပထမအကြိမ်အဖြစ်ကတ်ထားကြေညာထားမယ်လို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ2025ခုနှစ်ဒသမ28ရက်မှာစတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအတွက်မဲဆင်းတွေကို2025ခုနှစ်စက်တဘာ30ရက်ကနေအောက်တိုဘာ23ရက်အထိ14ရက်ကြာသက်ဆိုင်ရာရက်ွက်ကြီးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးနေနဲ့ ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ကျေးရွာတွေမှာပထမအကြိမ်အဖြစ်ကတ်ထားကြေညာမယ်လို့သိရပါတယ်။အကြောင်းမျိုးမျိုးကြောင့်ရက်ွက်နဲ့ကျေးရွာအုပ်စုတွေမှာကတ်ထားကြေညာနိုင်ခြင်းမရှိပါကသက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာမဲဆင်းရင်ကြီးစုနိုင်ရေးဆောင်ရွက်ထားမှာဖြစ်ကြောင်းမဲဆန္ဒရှင်စီးရင်တွေကတ်ထားကြေညာစဉ်မဲဆန္ဒရှင်တွေကမဲဆင်းရင်လာရောက်ကြီးစုမှသာပြည်စုံမှန်ကန်နဲ့မဲဆင်းရင်ရရှိနိုင်မှာဖြစ်ကြောင်းယူရီစီကထုတ်ပြန်ပါတယ်။မဲဆန္ဒရှင်တွေအနေနဲ့မဲဆင်းကိုလာရောက်ကြီးစုပြီး မိမိအမည်မဲစင်းမှာမပါဝင်မှာကပုံစံအသုံးနဲ့မဲစင်းမှာအမည်ထည့်သွင်းပေးဖို့တောင်းဆိုတာမပါဝင်သင့်သူတွေပါဝင်နေပါကပုံစံလေးနဲ့ကန့်ကွက်တာမဲစင်းပါအချက်လက်တွေမှားယွင်းနေပါကပုံစံလေးကားငယ်နဲ့ပြင်ဆင်လွှာတင်သွင်းတာတွေကိုဆောင်ရွက်စေလိုကြောင်းလိုအပ်တဲ့ပုံစံတွေကိုလည်းရက်ွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာအခမဲ့ရယူနိုင်ကြောင်းယူရေးစီကထုတ်ပြန်ပါတယ်။ အဲ့လိုဖြည့်ဆွက်ခြင်းပယ်ဖြတ်ခြင်းပြင်ဆင်ခြင်းတွေဆောင်ရွက်ပြီးပါကအထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စီရင်ကို2025ခုနှစ်နိုဝင်ဘာလအတွင်းမှာနောက်ဆုံးအကြိမ်အဖြစ်ထပ်မံကတ်ထားကြေညာမှာဖြစ်ကြောင်းမဲဆန္ဒရှင်တွေအနေနဲ့လည်းလိုအပ်တဲ့တောင်းဆိုမှုပြင်ဆင်မှုကန့်ကွက်မှုတွေထပ်မံဆောင်ရွက်နိုင်မှာဖြစ်ကြောင်းယူအီစီကထုတ်ပြန်ပါတယ် ပြည်ဆောင်မှန်ကန်တဲ့မဲဆန္ဒရှင်စီရင်ရရှိဖို့အတွက်မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့အင်တော်စုတစုကိုအ ਨੇ ဆုံးတအိုးမပြတ်မကွက်လာရောက်ကြည့်ရှုခြင်းအဖြစ်ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့မြစ်တာရက်ခံကြောင်းလဲ UEC ကထုတ်ပြန်ပါတယ်။ထမမီအပူပိုင်းမွန်နိုင်ဖို့အလိုက်လေဖျားနဲ့ဆဲလ်အဖြစ်အာရော့သွားခဲ့ပြီးဆက်နှစ်နာရီအတွင်းလေဝေလိုင်းအဖြစ်အာရော့သွားနိုင်ကရှမ်းပြည်နယ်၊ကယားပြည်နယ်နေပြည်တော်မန္တလေးနဲ့မကွေးတိုင်းတို့ကိုဆက်လက်ရင်လျားနိုင်နေတဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ အပူပိုင်းမုံတိုင်းဘူအလိုက်ဟာလေဖျားနဲ့ဆဲလ်အဖြစ်အာရော့သွားခဲ့ပြီးနောက်၁၂နှစ်အတွင်းလေဝင်လိုင်းအဖြစ်အာရော့သွားနိုင်ကရှမ်းပြည်နယ်၊ကယားပြည်နယ်နေပြည်တော်မန္တလေးနဲ့မကွေးတိုင်းတို့ကိုဆက်လက်ရွေးလျားနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့စက်တဘာ30ရက်နေ့မနက်ပိုင်းကထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရလောင်နိုင်ငံကုန်းတွင်းပိုင်းဒေသတွေကိုဖျက်ကျော်ခဲ့တဲ့အပူပိုင်းမုန်တိုင်းဘူအလိုက်ဟာ ယမန်နီညပိုင်းမှာပူပိုင်းမုန်တိုင်းရဲ့အဖြစ်အာရော့သွားခဲ့ပြီးအနောက်အနောက်မြောက်ဘက်ကိုရွှေ့လျားခဲ့ကောင်းလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာလေဖိယားနယ်ဆယ်အဖြစ်အာရော့သွားခဲ့ကြောင်းအဆိုပါလေဖိယားနယ်ဆယ်ဟာအနောက်ဘက်ကိုရွှေ့လျားနိုင်ပြီးနောက်၁၂နာရီအတွင်းလေဝေလိုင်းအဖြစ်အာရော့သွားနိုင်ကမြန်မာနိုင်ငံရှမ်းပြည်နယ်၊ကယားပြည်နယ်နှင့်ပြည်တော်မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့ကိုဆက်လက်ရွေးလျားနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။လေဖိယားနယ်ဆယ်ရဲ့အချိန်ကြောင့် ဒီနေ့စက်တမ30ရက်မနက်ပိုင်းကနေအော်တိုဝါလာတရက်နေအတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရီတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရီတိုင်းတနင်္သာရီတိုင်းကယားကရင်မော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်နေကြောင်း ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအသင့်အတင့်ရှိနေကြောင်းမိုးစလာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဗီယက်နမ်ကင်ယူရန်ကိုဝန်ရောက်ခဲ့တဲ့ပူအလိုက်တိုင်ဖုန်းမုန်တိုင်းကြောင့်လူဆက်တအူသေဆုံးပြီး20ခန့်ပျောက်ဆုံးနေတဲ့ဆိုတဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ပူအလိုက်တိုင်ဖုန်းမုန်တိုင်းကဗီယက်နမ်ကင်ယူရန်တခြားမှာရှိတဲ့အဆောက်အုံတွေရဲ့ခေါင်းမိုးတွေကိုပွင့်ထွက်စေခဲ့ပြီးလမ်းမီးတိုင်တွေကိုလဲကျစေခဲ့တာ အနည်းဆုံးလူ71ဦးသေဆုံးစေခဲ့တယ်လို့စက်တမ29ရက်မှာဒေသဆိုင်ရာတာဝန်ရှိသူတွေနဲ့နိုင်ငံအဆင့်တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။အခုနှစ်မှာဗီယက်နမ်နိုင်ငံကိုဝင်လာတဲ့စေကူးမြောက်တိုင်ဖုန်းမုန်တိုင်းဟာစက်တမ28ရက်ညပိုင်းမှာကုန်းတွင်းကိုဝင်ရောက်လာရမှာလေတိုက်နှုန်းတနအီမိုင်း80ကီလိုမီတာ130ရှိခဲ့ပါတယ်။အိမ်တွေနဲ့ဈေးဆိုင်ထောင်ချီပျက်စီးသွားစေခဲ့တယ်လို့ပြည်내သုံးခုမှာရှိတဲ့အာဏာပိုင်တွေက AFP ကိုပြောပါရတယ်။ AFP သတင်းဌာနကဖော်ပြခဲ့တဲ့ပုံတွေမှာ ကယူရန်ပြည်နယ်အန်ဂျီမှာအဆောင်အုံတွေကနေလွင့်ထွက်လာတဲ့တွန့်လိန်နေတဲ့သုံမိုးရိအိမ်တွေရဲ့အပြက်စီးတွေလမ်းတွေပေါ်ပြန့်ကျဲနေတာကိုတွေ့ရပါတယ်။လေကြောင့်ကျွန်တော်ရဲ့အိမ်ခေါင်မိုးဟာမိုးဘော်ကိုလွှင့်ထွက်သွားခဲ့ပါတယ်။အဲ့နောက်ပြန်ပြုတ်ကျလာတဲ့အခါအားလုံးကျိုးပုံပါတယ်။ကျွန်တော်လဲကောင်းကိုကာပြီးဘေးကင်းအောင်လို့အိမ်ကြီးချင်းရဲ့နေအိမ်စီပြေးလာခဲ့ရပါတယ်လို့အလဲပိုင်းပြည်နယ်ကွန်ထရိုင်မှာရှိတဲ့အသက်82နှစ်အရွယ်အမျိုးသားတဦးကပြောကြားကြောင်းအစိုးရပိုင်းသတင်းစာတူရန်ထရီကဖော်ပြခဲ့ပါတယ်။ စက်တဘာ29ရက်အစောပိုင်းမှာနင်းပင်ပြည်နယ်မြောက်ပိုင်းမှာတိုင်ဖုန်းကြောင့်ဖြစ်ပေါ်တဲ့လေဝေတို့ဖြစ်ပေါ်ခဲ့တာကြောင့်အနည်းဆုံး9ဦးသေဆုံးခဲ့တယ်လို့ဒေတာရင်းဘေးအန္တရာယ်အေဂျင်စီရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဟျူးပြည်နယ်မှာ2ဦးသေဆုံးပြီးထိုင်းဝါပြည်နယ်မှာနောက်ထပ်2ဦးသေဆုံးကလူ20ခန့်ပျောက်နေတယ်လို့ဒေတာဆိုင်ရာဘေးအန္တရာယ်တာဝန်ရှိသူတွေနဲ့ အမျိုးသားဘေးအန္တရာယ်အာဏာပိုင်တွေကထုတ်ပြန်ခဲ့ပါတယ်။ပျောက်နေသူတွေကကိုဦးဟာပင်လယ်မှာငါးဖမ်းလေတွေပျက်စီးဆုံးရှုံးရာကနေပျောက်သွားကြသူတွေဖြစ်တယ်လို့ဆိုပါတယ်။သူတို့ရဲ့ငါးဖမ်းလေတွေကိုကမ်းမှာကျိုးနဲ့ချီထားတဲ့ဆိုပေမဲ့ စက်တမ28ရက်ညပိုင်းကလေပြင်းကြတာရေစီးတန်တာတွေကြောင့်လေတွေကိုခြိထားတဲ့ကျိုးတွေပြက်ထွက်ပြီးအဲ့ဒီလေတွေဟာပင်လယ်မှာပျောက်ဆုံးသွားကြတယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။မုံတိုင်းမလာမီလူ9300ကျော်ကိုယာယီခုံလုံးရေးစခန်းတွေအဖြစ်ပြောင်းလဲထားတဲ့အစာသင်ကျောင်းတွေနဲ့ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုစင်တာတွေကိုရွှေ့ပြောင်းပေးခဲ့တယ်လို့ VNN ပတ်ဝန်းကျင်ဝန်ကြီးဌာနကပြောကြားခဲ့ပါရယ်။ VNN မှာခုနှစ်ဇန်နဝါရီကနေဩဂုတ်အထိသဘာဝဘေးအန္တရာယ်ကြောင့်185ဦးသေဆုံးခဲ့ပါရယ်။ ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မိမိဟာအမြဲတမ်းအပြာရအဖွင့်ဝင်တအိုးဖြစ်တယ်လို့ချက်စီးနဲ့ပွဲမတိုင်ခင်မှာမော်ရီဟိုပြောကြားခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ဘယ်ဖီကအသင်းပြမော်ရီဟိုကအသင်းဟောင်းချက်စီးနဲ့ကစားရမယ့်ချန်ပီယံလိပွဲမတိုင်ခင်မိမိဟာအမြဲတမ်းအပြာရအဖွင့်ဝင်တအိုးလို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဘင်ဖီကအသင်းကအသင်းဟောင်းကိုအနိုင်ယူနိုင်စွမ်းရှိမယ်လို့လည်းမျှော်လင့်ထားကြောင်းဝန်ခံခဲ့ပါတယ်။မော်ရီဟိုဟာချက်စီးအသင်းကို2004ကနေ2009 2013ကနေ2015အထိနှစ်ကြိမ်တိုင်ကင်တွယ်ခဲ့တာပါ။သူတောင်ဝင်ယူခဲ့တဲ့သက်တမ်းနှစ်ခုအတွင်းချက်စီးသင်းကို Premier League ၃ကြိမ်၊ FA ဖလား၃ကြိမ်နဲ့ League ဖလား၃ကြိမ်ရယူပေးခဲ့ပါတယ်။62နှစ်အရွယ်ရှိပြီဖြစ်တဲ့ Morinho ဟာပြီးခဲ့တဲ့ဩဂုတ်လကဖီနာဘာချီအသင်းကနေထုတ်ပယ်ခံခဲ့ရပြီးတလမပြည့်ခင်မှာပဲ Benfica အသင်းနှိပြဖြစ်လာခဲ့တာပါ။သူဟာ2000ပြည့်နှစ်က Benfica အသင်းနဲ့နှိပြဘဝအစတင်ခဲ့ပြီးအခုတကြောပြန်ခရီးပထမဆုံး၃ပွဲမှာ၂ပွဲနိုင်တပွဲတည်ရရလက်ရရှိအောင်ဆွမ်းဆောင်ထားပါတယ်။ စက်တမ30ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုတိုင်းရထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါည7:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်